တသွေးတသားရဲ့အတူတူဖြစ်ပြီးပဲကျွန်တော်အားလုံးရဲ့အောင်မြင်မှု We are one we are the one စိမ့်လန်းဆိုပြေမှာကျင်းပတဲ့ဒီညစာစားပွဲဟာမော်ရယ်အလှမဲ့ကချင်တိုင်းရင်သူစိုင်းနူအောင်အတွက်ကျင်းပတာပါ အသက်16နှစ်သာရှိသေးတဲ့စိုင်းနူအောင်ဟာလက်ရှိမှာတော့အင်္ဂလိပ်စာဒုတိယနှစ်ကိုဖြေဆိုထားပြီ Miss Myanmar Beauty Paradise 2016 winner ဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။ April လထဲမှာကျင်းပပြုလုပ်မဲ့နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Metropolitan Globe 2017ပြိုင်ပွဲကိုလည်းတွားရောက်ရှင်ပြိုင်အောင်မှာလည်းဖြစ်ပါတယ်။ Miss Metropolitan Globe Organization ရဲ့ဖိတ်ကြားချက်အရစင်ကာပူမှာလုပ်တဲ့ Miss Metropolitan Globe 2017စာနယ်ဇင်းမိတ်ဆက်ပွဲနဲ့ promotion event မှာပါဝင်ခဲ့တဲ့ဆိုင်းနူအောင်တယောက် စကန်ပေါ်ပူလာအရက်ခရောင်းကိုမြန်မာနိုင်ငံ ကိုစားပြုစုကူရရှိခဲ့ပါသေးတယ်။ဧပြီလထဲမှာကျင်းပပြုလုပ်သွားမယ် Miss Metropolitan Globe 2017 Final ပြိုင်ပွဲမှာတော့အလှမယ်ဆိုင်းနူအောင်ဟာကမ္ဘာနိုင်ငံပေါင်း33နိုင်ငံကအလှမယ်ရီနဲ့ရှင်ပြိုင်ရမှာပါ။ရေကူးတာစာဖတ်တာနဲ့ရင်ကစားတာဝါသနာပါတဲ့ဆိုင်းနူအောင်ဟာဘာသာစကားသင်ယူတာကိုလည်းစိတ်ဝင်စားနေသူပါ။ဒီလိုမျိုးတမိဖြစ်သူအတွက်ဂုံယူနေပြီး ဆက်လက်ပံ့ပိုးနေအောင်မယ်လို့ဖခင်ဖြစ်သူဦးအောင်မင်းသိန်းကဆိုပါတယ်။သမီးလေးကသူကငငယ်ကလေးရဝါဒနာပါတယ်။အရန်ဝါဒနာပါလေ။ဒီမစ္စတယောက်ဖြစ်ဖို့ပေါ့။သူဘယ်လောက်ထိလုံမယ်ဆိုတဲ့ဟာကိုလည်းအိမ်မှာလည်းအများရန်ပြောတယ်။ပြောတဲ့အတွက်ကြောင့်ဟိုကုန်ယူတာပေါ့အဖေတယောက်အနေနဲ့အဲ့မျော်လင်းမမျော်လင့်ထားဘူးဒီနေ့မှသူဒီလိုဖြစ်လာမယ်ဆိုတာလေဒါပေမဲ့သူ့ရဲ့စူးစမ်းအထောက်မှု ဟုတ်ပါဘူးเนาะအဲဘုရားရှင်ရဲ့ကြီးရှုမှုကြောင့်အာသူဒီလိုဖြစ်လာအဖေတယောက်အနေနဲ့တကယ်လဲဝမ်းသာပါတယ်ရှေ့သူတွားမဲ့ခီးတွေကလည်းအဝေးရှိသေးတယ်ကောင်းကောင်းတွားနိုင်အောင်ကျွန်တော်မိဘအနေနဲ့အာပံ့ပိုးပေးရနေပါပဲဆက်ပြီးတော့မှသူလိုအပ်တာလဲကျွန်တော်တို့ကတိုက်ပြီးမှအားပေးနေပါတယ်ရှစ်ဆက်လျှောက်လမ်းမဲ့လမ်းအတွက်ပြင်ဆင်နေပြီးအမှုပညာလောကရဲ့အကောင်းဆိုးတွေကိုဖျားတရားနဲ့ဖြစ်ရှင်းသွားမယ်လို့စိုင်းနူးအောင်ကဆိုပါတယ် ဒီဆုရပြီးနောက်ပိုင်းကတော့ညီမ shooting နေပါလေလဲဟိုလုတ်ဖြစ်ပါလေပေါ့เนาะတခြားဟို magazine တွေလည်းခေါ်ရင်ရိုက်ဖို့ရှိပါတယ်ဟုတ်ကဲ့ဒီအမှုပညာလောကကတော့အကောင်းဆိုးကတော့ရှိတာဆိုတော့လူတိုင်းလည်းသိပါတယ်ကိုဒီလုတ်ဒီအလုတ်ကိုစလုတ်ပြီးဆိုကြတဲ့ကိုကသိနေပြီးသားအဲ့တော့လက်ကိုလက်ခံရမယ်အကောင်းဆိုးလည်းလက်ခံပါမယ်ဟိုညီမဖျားတရားနဲ့ပဲဖြစ်ရှင်းသွားမယ်ပေါ့เนาะဘယ်လိုပဲဖြစ်ဖြစ်ဆိုင်းနူးအောင်ရဲ့ဆရာဖြစ်တဲ့လျောက်လွန်းထောင်းကလည်းသူတို့အဖွဲ့ရဲ့ပထမဆုံးဖြစ်တဲ့အလှမယ်အတွက် အားစိတ်လေ့ကျင့်ပေးနေတဲ့အကြောင်းကိုအခုလိုပြောပြခဲ့ပါဗျာ။ ကျွန်တော်ရပထမဆုံး miss ပေါ့နော်ကျွန်တော် organization ပထမဆုံး miss လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကလိမ်ပါတယ်ပြီးရင် तू ကတော်လဲတော်တယ်စားတယ်အရန်တော်တယ်ဘာသာစကားဆို၅မျိုးလောက်ထိ तू ခေါက်ခေါက်ကိုပြောနိုင်တယ်အနုပညာအတိုင်းပဲမှ तू ကျင်လည်တာမဟုတ်ဘူးအစိမ့်တက်ဖြစ်တဲ့အတွက်ကြောင့် तू ပို့ပြီးတော့အမြဲနိုင်လျှောက်တာအစဘယ်လိုနေပုံတိုင်းပုံအစပေါ့နော်စကားပြောပုံအစအမြဲတမ်း तू အမြဲအားပေးရဲ့အနောက်ကနေအများအားကြီးပေါ့နော်ပံ့ပိုးပေးတယ်လှုပ်လှုပ်ပေးနေပါတယ်အခုတတိလဲပေါ့နော်အဲ့ပေါ့အခု तू တက်ပြိုင်မဲ့အခါမှာလည်းအကောင်းဆုံးရှင်ပြိုင်နိုင်အောင်ဒီဘက်ကနေပေါ့နော်ကျွန်တော်ဘက်ကနေလည်း organization နဲ့ပြင်ဆင်ရှိရတယ်အမြဲ ားအဆုံးလုပ်ပေးတယ်ဒီအမှုပညာထဲမှာပေါ့နော်အကောင်းနဲ့အကောင်းကောင်းရှောက်လန်းနိုင်ပါစေပြီးတော့တစ်ထပ်ပို့ပြီးတော့အောင်မြင်တဲ့ပေါ့နော်တပည့်ဖြစ်ပါစေလို့စတောင်းပေးပါတယ်